ပိုင်းတစ်ကနေပြန်လဲကြိုးလိုပါတယ်။အပိုင်းတစ်မှာကျွန်တော်တို့ရဲ့ယောဂါတွေဘဝရဲ့အဆင်မပြေမှုတွေဟာကျွန်တော်စိတ်ထဲမှာအချိန်ကြာကြီးတူတော်ထားတဲ့အစိတ်တောက်တွေဖြစ်တဲ့အပြစ်တင်ဝေဖန်ခြင်းနာကြီးမကျေနပ်မှုနဲ့ကြောက်ရွံ့ခြင်းဆက်အစိတ်တောက်တွေအကြောင်းကိုကျွန်တော်ပြောခဲ့ကြတာနော်။အပိုင်းတစ်ပြီးမှာကိုယ်စိတ်တွေကအဲ့ဒီအစိတ်တွေကို စင်းတစ်ခုချရေးခဲ့ကြမယ်လို့လည်းပြောနေပါတယ်။တကယ်လို့ရေးကြည့်ခဲ့ရင်ခင်ဗျားတည်ရှားပြီးနေမယ်။အဲ့ဒီခံစားချက်တွေကကိုယ်ဘယ်တော့ထိဝင်ပြီစေလဲဆိုတာအခုအရေးကြီးဆုံးအပိုင်းကိုရောက်ပြီဒီအစိတ်တွေကိုဖြည့်ဆည်းဘယ်လိုရှားရမလဲဒီတန်ရာတွေကိုဘယ်လိုကုစားရမလဲ လူဝစ်ဟီယာအဖြေကိုရှင်းရှင်းလေးပြီးဟာအဲ့စိတ်၃မျိုးလုံးအတွက်အဖြေသေးတာတစ်ခုလေးပဲအဲ့ဒါကတော့ကိုကိုကိုချစ်ချင်းဆက်လပ်ဟုတ်ပါရဲ့ကိုကိုချစ်ချင်းပါသူကပြောတယ်ဘဝရဲ့ပြဿနာအားလုံးရဲ့အခြေခံအကြောင်းတရားကိုကိုကိုမချစ်လို့ကိုကိုကိုလက်မခံလို့တဲ့ ျွန်တော်တို့ကကိုယ့်ကိုချစ်ဖို့အတွက်ပိမချမ်းသာမှအောင်မြင်မှဆိုပြီးချင်းနေပြီးတတ်ကြတယ်။ငါကဘလို့ဖြစ်သွားရင်ကိုယ့်ကိုချစ်နိုင်မှဆိုပြီးတူးတတ်ကြတယ်။လူဝစေပြောတာအဲ့လိုမဟုတ်။အခုဖြစ်နေတဲ့ဒီတိုင်းလေးခဏအားနေချက်ပြီးအမှားမပြေစုံမှုရပါဝင်ဒီတိုင်းလေးကိုယ့်ကိုချစ်အောင် အဲ့ဒီအချက်ဆိုအဖြေလေးကိုဘယ်လိုပေါ်ဆက်မလဲလူဝစီကလက်တွေ့ကြပြီးအထူးရောက်ဆုံးမီလန်လေးကိုပေးထားတယ်နံပါတ်1ခွင့်တော်ချင်းကုစားခြင်းပထမဆုံးနဲ့အခက်အခဲဆုံးတော့ကြရခွင့်တော်ချင်းဒါအပိုင်းတည်းမှာပြောခဲ့နာကြီးမကျင်နိုင်မှုဆိုတဲ့အစိတ်တွေဖြေပေးပါကျွန်တော်တို့တွေကတချို့ကအထိတ်မှာရမ်းနာကျင်ခဲ့နေတယ် မိဘကြောင့်ဖြစ်သူကြောင့်အငယ်ချင်းကြောင့်ဘာဘောမခွန်းမမဟုတ်လို့သုံးပြတာရှိတယ်။ကျွန်တော်ခုပြပြခြင်းလေခွင့်လွတ်တယ်ဆိုတာသူလောက်တာမှန်တယ်လို့ပြောတာမဟုတ်ဘူးခွင့်လွတ်တယ်ဆိုတာငါအတိတ်အနောင်ဖွဲ့တွေကိုဒီငါခြင်းမှုဝင်လို့ဝင်မှုယူဆက်ပြီးတည်မသွားတော့ဘူး ငါကငါလုံမြောက်ခွင့်ပေးလိုက်ပြီလို့ကိုကိုဆုံးဖြတ်လိုက်တော့ဆိုလိုတာငါကြီးမို့ဆက်ပြီးကြင်လာတာကိုရန်အစိတ်ခွက်ကိုမောတော့ပြီးတော့အချားတယောက်ကိုတေးဖို့ညှော်လင်းနေတယ်လို့ပဲဒါမှမဟုတ်အဲ့ဒီအစိတ်ကကိုကိုနေ့စဉ်နေရာနည်းနည်းချင်းပြေးစီရပါစိတ်ထဲမှာကိုကိုငါကျင်စီခဲ့သူကိုမြင်အောင်ကြည့်တာပြင်ပြောတာ ငါနင့်ကိုခွင့်လွတ်တယ်နင့်လွတ်မြောက်သွားပြီငါလည်းလွတ်မြောက်သွားပြီလို့ဒါသူတို့မဟုတ်ခမားရဲ့ကျမ်းမာရေးအတွက်ခမားရဲ့ငြိမ်းချမ်းမှုအတွက်ပြချလိုက်ပါပြီးတော့အရေးကြီးဆုံးကကိုကိုကိုခွင့်လွတ်ပါကိုလုပ်ခဲ့တဲ့အမှားတွေကိုယ့်ရဲ့မပြည့်စုံမှုတွေအတွက်ကိုကိုကိုအကျင့်တွေရအောင်ရှင်းလိုက်ပါ အဲ့ရောကငါအကောင်းဆုံးကျွေးရခဲ့တယ်။အဲ့ရောကငါဒီလောက်ပဲတတ်နိုင်ခဲ့တယ်။အခုတော့ငါပိုတည်ပြီ။ငါကငါခွင့်လွှတ်တယ်လို့ပြောပါ။နမနေချက်ကိုကိုကိုလက်ခံခြင်းဒါဒီဆောင်ရဲ့အထီရောက်ဆုံးကြော်ကြားဆုံးလေးချိန်ရပဲ။အပန်းတရာအစ်တေဝေဖန်ခြင်းကိုဖြစ်ရှင်းနေပြီပါ။ လောကမှာအရန်ယူရှင်ပါတိုင်းမဲ့အရန်နဲ့အစွမ်းတက်တယ်မနဲ့မိုးလနေတာမဟုတ်ညာအိယာမိုးလေမှန်တယ်မှာကိုမျက်လုံးကြည့်တဲ့ဆိုင်ကြည့်ပါချားနေအောင်မကြည့်ပါနဲ့မျက်လုံးကိုပဲတည့်တည့်ကြည့်ပါပြီးတော့မမင်းကိုချစ်တယ်မမင်းကိုတခင်ကိုချစ်တယ်မမင်းကိုဒီတိုင်းလေးပဲ မင်းဖြစ်နေတဲ့ပုံစံအတိုင်းလေးပဲလက်ခံတယ်လို့တန်းခတ်ပြီးတော့ပြောကြည့်ပါကျွန်တော်သိပါတယ်ခင်ဗျာပထမဆုံးစလုပ်တဲ့နေ့တွေမှာလည်းခက်ခဲပါလိမ့်မယ်။ဘာလို့လဲဆိုတော့ကိုယ်ရဲ့မသိစိတ်တွေကငါမချစ်ထိုက်ဘူးငါမကောင်းဘူးဆိုတော့ဒီပေါင်းများစွာမြစ်တွင်နေတဲ့အဆွဲကတော်ပြန်တွန်းထုတ်နေလို့ပါ။ဒါနဲ့ဆက်လို့ပါ။ဒီတိုင်းလို့ပါ။ လေးတယောက်ချော့တယ်လို့ကို့အပွဲစိတ်တရားကလေးကိုပြန်ချော့နေရပါနေတိုင်းငါမင်းကိုချစ်တယ်လို့ပြောပေးခြင်းအားဖြင့်ငါမကောင်းဘူးဆိုတဲ့အဆွေကိုထိုက်ရိုက်ပြင်ဆင်နေရပါဒါအပြစ်တင်ခြင်းဆိုတဲ့အစိတ်ကိုဖြီးဖို့အကောင်းဆုံးဖြေပါပဲအကောင်းမြင်ချိန်ညာချိန်ညာ positive affirmation ဒါကျွန်တော်ရဲ့မသိစိတ်ကိုပုံကံပြည့်ပြည့်ရတာပါ အပိုင်းတစ်ကကြောက်ရွံ့မှုတွေအတွက်ရောအဆွဲလမ်းဟောင်းတွေအတွက်ရောအားလုံးတို့ပါအကူဟောင်းတွေကကွန်ပျူတာတွေက bias လို့ပဲအခုကျွန်တော်တို့က anti bias tip program ထည့်ရမယ် affirmation တစ်ခုခံရခါစီကံနှစ်ခုရှိတယ်နံပါတ်1အကောင်းမြင် positive ကြရမယ်ဥပမာငါနေမကောင်းမဖြစ်ချင်ဘူးလို့ပြောလို့မရဘူး မဆိုတဲ့ဉာဏ်စကားကိုအတိတ်တွေကမှတ်မိဒီစုပ်ပံဖြစ်ရမယ်ဥပမာငါချမ်းမှာဒါလေးလို့မပြောအောင်ငါချမ်းမှာနေပြီးတော့ပြောအောင်ခဏမှာဘယ်လိုပြဿနာရှိလဲချမ်းမှာရွတ်ဆိုရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကချမ်းမှာခြင်းကိုတက်ကတ်တယ်စရတိုင်းအကောင်းဆုံးအလုပ်လုပ်နေဝေးကြီးအတွက်ဆိုရင်ကျွန်တော်ဟာ ကျွဲဝချမ်းသာမှုနဲ့ထိုက်တယ်ဝေဟာကျွန်တော်စီကိုလွယ်ကူစွာစီဝင်နေတယ်။ဆက်ဆံရေးပြဆိုရင်ကျွန်တော်ဟာချစ်ချင်းမေတ္တာကိုတန်လိုက်လို့ဆွဲဆောင်တယ်။ကျွန်တော်ရဲ့ဆက်ဆံရေးအားလုံးဟာကြော်ရအောင်လေ။ကိုကိုကိုချစ်ချင်းပြဆိုရင်ငါဟာလုံလောက်တယ်။ငါထိုက်တယ်။ငါအဆွမ်းထက်တယ်။ ဒီစကလုံးတွေဟာမျိုးစိတ်တွေလိုပဲနေတိုင်းပြောပါနေတိုင်းရေလောင်းပါတနေ့မှာဒီအတွေးတွေရပဲခင်ဗျားရဲ့ကျမ်းမာတဲ့ဘဝတွေကိုဖန်ပြီးနေလိမ့်မယ်နံပါတ်၄ကျေးဇူးတင်ခြင်းကုစားခြင်းရတော့အစ်စ်ရှိအောင်အားရစိုက်တာပါကျွန်တော်တို့ကမရှိရဘူးလူရာတွေကိုပဲအာရုံစိုက်နေနေဘဝလိုအပ်မှုတွေကို ို့ပြီးတော့ပေးတယ်။အမှဒါမရှိဘူးဟိုဟာလိုရလို့တွေးလေမရှိရဘူးပုံများလေ။မနဲ့အရာထားတယ်။ကိုကျေးဇူးတင်တဲ့အရာငါ့ကိုချရေးပါ။ဒါမှမဟုတ်စိတ်ထဲကပြောပါ။ဒီမနဲ့အသက်ရှင်ခွင့်ရသေးလို့ကျေးဇူးတင်ပါတယ်။တော့ဆရာရေးတမ်းနိုင်ရှိတယ်ကျေးဇူးတင်ပါတယ်။ဒီနေရာအိမ်ကြီးရှိတယ်ကျေးဇူးတင်ပါတယ်။ ဘောင်းပြုံးပြခဲ့တဲ့သူတယောက်အတွက်ကျေးဇူးတင်ပါတယ်။ညှိုးရှင်းလေးပို့ပေါင်းလိုက်ပါမယ်။ခင်ဗျားရှိရာကိုအာယုံဆက်လိုက်တာနဲ့ယူနီဘတ်စက်ကြော်ရာခင်ဗျားကိုရှိရာကိုကောင်းကြီးတွေထပ်ပြီးတော့ပို့ပေးပါတယ်။ဒီနေ့ပြောခဲ့တာရရိုးရှင်းပါတယ်။ဒါပေမဲ့လွယ်လားဆိုတော့နေတိုင်းလုပ်ဖို့တော့လိုပါတယ်။နံပါတ်1အတိတ်ကိုခွင့်လွှတ်ပါ နံပါတ်2မှန်ကိုကြည့်ပြီးကိုယ်ကိုချစ်ကြောင်းပြောပါနံပါတ်3အတွေ့အကြုံ affirmation တွေကိုနေ့တိုင်းပြပါနံပါတ်4ရှိနေတဲ့အရာတွေအတွက်နေ့တိုင်းကြည့်လို့တက်ပါဒီလေ့ကျင့်ခန်းလေးကိုခင်ဗျားနေ့စဉ်ချက်30ဒလာတိတိလုပ်ကြည့်ပါခင်ဗျားရဲ့အတွေ့အကြုံကြောင်းလင်းလာတဲ့အပြင်ခင်ဗျားရဲ့ကျမ်းမာရေးနဲ့ဘဝရယ် အဝစီအကောင်းတော့ကြောင်းလဲလာတော့တွေ့ရပါလိမ့်မယ်။ဒီဒီနေ့ကျွန်တော်တို့မျှကိုထဲရတယ်ပေါ့။နှစ်ချုပ်ပြန်ကြည့်ရအောင်။ဒီဘူရဲ့ရည်ရကြတော့ကျွန်တော်တို့ရဲ့ဘဝနဲ့ကျမ်းမာရာကျွန်တော်တို့ရဲ့အတွေ့အကြုံတွေနဲ့တိုင်းရဆက်ဆက်နေရဆိုတာသိရှိစေဖို့နဲ့ပြီးတော့ကိုယ့်ဘဝကိုကိုယ်တိုင်ပြန်လဲကုစားနိုင်တဲ့စွမ်းအားဟာကိုယ်စီမှာပဲရှိရဆိုတော့ယုံကြည်စေဖို့ပါပဲ။ ပိုင်းတစ်မှာကျွန်တော်တို့ရဲ့နာမကျန်းမှုတွေပြက်ကွယ်သွားတွေဟာအပြစ်တင်ခြင်းငါကြီးခြင်းကြောက်ရွံ့ခြင်းဆိုတဲ့စိတ်ပိုင်းဆိုင်ရာအမြင့်ပွားရလာရဲဆိုတာဆွေးနွေးကြကြရအောင်နော်အပိုင်းတစ်မှာအဲ့ဒီအရာတွေကိုကုစားဖို့အတွက်လက်တွေ့နည်းလမ်း၄ခုဖြစ်တဲ့ခွင့်လွှတ်ခြင်းမှန်ကြည့်နည်းနဲ့ကိုယ့်ကိုလက်ခံခြင်းအပြစ်တဲ့ affirmation ခံခြင်းကျေးဇူးတင်ခြင်းတို့အသေးစိတ်လေးတာလေးကြပါရဲ့ ဒီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့ခင်ဗျားရဲ့အတိတ်ကဘလို့ပဲဖြစ်ဖြစ်ဖြစ်ခဲ့ခင်ဗျားရဲ့ပစ္စုပန်မှာဘလောက်ပဲခက်ခဲနေကြီးခင်ဗျားဘဝကိုပြောင်းလဲနေတဲ့ဆွမ်းအားအခုအချိန်ခင်ဗျားရဲ့လက်ထက်မှာရှိပါတယ်တိတ်ကိုလွတ်ချပြီးပစ္စုပန်မှာအတွေ့အကြုံရိုးစစ်တိလို့ဆိုင်ပြလိုက်ပါခင်ဗျားဘဝကိုကူစားနိုင်တဲ့ဆရာဝန်အစ်စ်ကဆေးရုံမှာမဟုတ်ပါဘူး ခမရဲ့စိတ်ထဲမှာခမရဲ့အတွေ့အကြုံမှာရှိပါတယ်